ဒီနေ့ဆရာတို့ဆွေးနွေးမယ့်အကြောင်းအရာတော့လက်တည်ရအကြောင်းပဲဖြစ်ပါတယ်။အခုဆိုလို့ရှိရင်ပြက်စစ်စွမ်းရင်လိုအပ်ချက်တွေကြောင့်မဖြစ်မနေအသုံးပြုလာကြတဲ့ inverter တွေနဲ့တွဲသုံးလာတဲ့အခါမှာ battery တွေအမျိုးအစားတွေ smartphone battery တွေနဲ့ EV ကားတွေမှာအသုံးပြုနေတဲ့ဒီ battery တွေကြောင့်လက်တည်ရအကြောင်းကိုလူတိုင်းတော်တော်များများကြားဘူးနေကြပြီဖြစ်ပါတယ်။လက်တည်ရဆိုတာပြော့ပြောင်းတဲ့ဝိထုရောင်အကလိုင်း တော်တော်မျိုးပဲဖြစ်ပါတယ်။နောက်ဆုံးဝပစ္စည်းတွေမှာစွာရင်တုံလောင်ဖို့အတွက်အသုံးပြုရတာဖြစ်လို့မရှိမဖြစ်အရေးကြီးတဲ့ element တစ်ခုလည်းဖြစ်လာပါတယ်။ဒီနေရာမှာအခွင့်အကြုံလို့ battery အကြောင်းကိုပြောပြခြင်းပါတယ်။ကမ္ဘာပထမဆုံး battery ကိုအီတလီလူမျိုး scientist တယောက်ဖြစ်တဲ့ Alessandro Volta က1800ခုနှစ်မှာတည်ထွင်ခဲ့ပါတယ်။ဒါကြောင့်မို့လဲ electric potential ရဲ့ unit ကိုသူ့နာမည်ကိုဆွဲပြုပြီးတော့ volt လို့ပေးထားတာဖြစ်ပါတယ်။ battery မှာဈေးနဲ့ ကိုဘာပြတွေကိုစားရည်ဒါမှမဟုတ်ရင် asset စိန်ထားတဲ့အဝတ်အစားတွေခံပြီးတော့တက်လက်စီထက်ထားပါဒါပေမဲ့ ETD နိုင်ငံကနေပြီးတော့ရှာတွေ့ခဲ့တဲ့ oh sorry Iran နိုင်ငံမှာရှာတွေ့ခဲ့တဲ့လွန်ခဲ့တဲ့အနှစ်2000လောက်ကရှင်စီးဦးရဲ့ကျင်းဒီစလင်ဒါတွေထဲမှာတန်ချောင်းထည့်ထားတဲ့တိဆောက်ထားတဲ့ backup battery ကတော့အစောဆုံးလို့ပြောလို့ရပါတယ်ရွှေစိန်တဲ့ process တွေ electroplating ပေါ့နော်ဒါမှမဟုတ်တခြားကြီးပဲကြက်တစ်ခုအတွက်အသုံးပြုခဲ့တာဖြစ်နိုင်ပါတယ် ဒေတယံကအတောမစ်နံပါတ်3ရှိပြီးတော့အပေါ်ပါဆုံးနဲ့တည်တည်မှုအ ਨੇ ဆုံးတက်တုမျိုးစားဖြစ်ပါသူ့ရဲ့အဓိက property တွေကတော့ဒေတယံက electrochemical potential တားမြင်ပါပါတယ်ဒါကြောင့်မို့လို့ atom တွေထဲမှာအောက်တောင်းမှု share မှာရှိနေတဲ့တစ်ခုစီးသော electron ကိုအားကောင်းကောင်းနဲ့စွန့်ပစ်ပြီးတော့လေတယံအိုင်အိုဖြစ်ပြောင်းလဲနိုင်ပါတယ်ဒါကြောင့်မို့လို့ battery တွေရဲ့အဖို့ငုတ်အနောက်ဖြစ်သုံးဖို့အတွက်အသင့်တော်ဆုံးဖြစ်ပါတယ်စောစောကြီးမြင်ပါပြီးတော့ ေါ်ပါတဲ့ဘက်ထရီတွေပြုတ်လုံနိုင်တာကြောင့်ပေါ်တူဘက်အီလက်ထရောနစ်ပစ္စည်းတွေနဲ့ EV ကားတွေမှာအသုံးပြုဖို့အသင့်တော်ဆုံးဖြစ်ပါတယ်။လီသီယမ်ရေအောက်ဆီဂျင်နှုန်းနဲ့အလွယ်တကူဓာတ်ပြုတ်နိုင်တာကြောင့်ထိမ့်သိမ်းကင်တွယ်တဲ့အချိန်မှာခူးဆိုက်ရမှာဖြစ်ပါတယ်။လီသီယမ်အိုင်ယွန်ဘက်ထရီတွေကနီကယ်ဒါမို့ရင်လက်အက်ဆစ်ဘက်ထရီတွေနဲ့ပိုကြကြအသုံးခံပြီးတော့စွမ်းရည်များများကိုပိုပြီးတိုလောင်နိုင်တာကြောင့်ဖုန်းတွေ laptop တွေနဲ့ EV ကားတွေမှာဒိုင်ပန်းများစွာအသုံးပြုနိုင်တာဖြစ်ပါတယ်။ သူ့ကိုအချိန်ပေါင်းထောင်နဲ့ချီပြီးပြန်လဲအားသွေးအသုံးပြုနိုင်တာဖြစ်လို့အကုန်ကြပူတဲပါတယ်စွန့်ပြေးအမိုက်တွေကိုလည်း short ချနိုင်ပါတယ်အားသွေးရတာပူပြီးမြန်နေအရင်ဘက်ထရီတွေမှာအားကုန်အောင်အကုန်သုံးပြီးတော့မှပြန်သွင်းတာအကောင်းဆုံးဖြစ်ပါတယ်ဒီလိုရအရင်ဘက်ထရီမှာတော့သူ့တက်တန်းကိုမထိခိုက်ပဲနဲ့ကိုကြိုက်တယ်လို့အားပြန်သွင်းနိုင်လာပါတယ်အနည်းချက်တွေလည်းရှိပါတယ်အော်ထိခိုက်မိတဲ့အချိန်ဒီဘက်ထရီကနေပြီးတော့ဆရာတို့ အန္တရာယ်ရှိနိုင်ပါတယ်နောက်တစ်ခုက overcharge ဖြစ်တဲ့အခြေအနေပေါ့နော်အဲ့လိုအခြေအနေမှာဆိုရင်အပူလွန်ကဲတာမီးလောင်တာဒါတွေဖြစ်နိုင်ပါတယ်အဲ့တော့တစ်ခါလူကြရင် explosion တော့ဖြစ်နိုင်ပါတယ်နော်ဒါကြောင့်မလို့ဆရာတို့ certify ဖြစ်တဲ့ charger တွေ BMS နဲ့တူပဲလွှဲချပြီးတော့အသုံးပြုကြဖို့အရေးကြီးပါတယ်ဘက်ထရီတွေထုတ်ဖို့အတွက် Tesla ကဒီဘာသာတဲ့ကနာအထဲမှာကမ္ဘာအကြီးဆုံးလီသီယမ်အိုင်ယွန်ဘက်ထရီတွေထုတ်တဲ့စိတ်ရုံတရုံကိုတိစောက်နေပါတယ် ဒီသရံကကျွန်တော်တို့ရဲ့စွမ်းရင် problem တွေကိုဖြေရှင်းပြနိုင်သွမ်းရှိပါတယ်ဒါပေမဲ့တခြားပြဿနာတွေကိုလည်းဖြစ်လာနိုင်စေပါတယ်ဒါတော့ဘာဖြစ်လို့လဲဆိုတော့စွမ်းရင်ပြဿနာကိုဖြေရှင်းဖို့အတွက်ကိုဒီသရံတွေအမြောက်များလိုအပ်လာနေလို့ပဲဖြစ်ပါတယ်ဒီသရံကအာယုန်အနေနဲ့ပြောင်းဝင်နိုင်သွမ်းရှိတာကြောင့်ပင်လယ်ရေထဲမှာပါဝင်နေလေးရှိပါတယ်ဒါကြောင့်မလို့သူ့ကိုပင်လယ်စားတွေကနေပြီးတော့ရယူရတာဖြစ်ပါတယ်အဲ့တော့နေရာတော်တော်များများမှာ လူဒီယံပါတဲ့ပင်လယ်စားတွေရှိနေတတ်ပါတယ်။ဒါပေမဲ့လူဒီယံကိုစီးပွားပြီးထုတ်ဖို့အတွက်ကိုတာဝန်မှုအရင်နေနေပါတယ်။ဒါကြောင့်မှသုံးပြနေတဲ့လူဒီယံရဲ့တဝက်လောက်ကိုနေရာတစ်ခုတည်းကနေပြီးတော့ထုတ်ရရှိတာဖြစ်ပါတယ်။အဲ့ဒါကတော့ဘိုလီးဗီးယားနိုင်ငံမှာရှိတဲ့ဆလာဒီအူယူနီဆော့ဖ်လိတ်စားပင်လယ်ပြင်ကြီးမှာပဲဖြစ်ပါတယ်။ဘိုလီးဗီးယားဆိုရနေနိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့လူတွေကတော့အဲ့စားပင်ကြီးကြီးကနေပြီးတော့ လီသီယံတွေထုတ်ဖို့အတွက်ဟိုးအရင်တို့တွေကနေပြီးတော့ဆရာထပ်တန်နေကြတယ်။ဒါပေမဲ့ဒေတာရဲ့အငင်းပွားမှုတွေအများကြီးရှိပါတယ်။နိုင်ငံရေးဆိုင်ရာအငင်းပွားမှုတွေ၊ဒေတာစင်ဆိုင်ရာအငင်းပွားမှုတွေနဲ့ဒေတာကန်တွေရဲ့ဆန္ဒပြပွဲတွေကြောင့်လီသီယံတူးဖို့အတွက်ကိုအခက်အခဲရှိနေတော့ပဲဖြစ်ပါတယ်။ကဲလီသီယံအကြောင်းကိုဒီလောက်ဆိုရင်တော့တော်လေးသိသွားပြီလို့ယူဆပါတယ်။ပြန်နေအားလုံးကနေပြီးတော့ကင်းရှင်းကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ ဆက်စပ်အဆင်ပြေချုံးမွေးပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ